မင်္ဂလာပါရှင်ကျမအခုဖတ်ပြပေးမှာကတော့ဆရာကြီးတကုံတာယာရေးသားထားတဲ့ချစ်ချစ်ဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ချစ်ချစ် အငိမ့်စားဝင်တော့ကြီးဤသမီးချစ်ချစ်သည်သူဤအိမ်ဘေးမှထုတ်ထားသောစင်ဝင်လာသားဆောင်တွင်ငေမောကတွေ့လျက်ရှိသည် နေသည်ပူလောင်လျက်ရှိ၍ခြင်ကောင်တို့သည် ခံရခလတ်အောင် ပြန်ဝဲ၍နေကြသည်ဒီအခါမျိုးတွင် မကြမီတန်လာတော်မြင့်ညနေခင်းကိုမျောကပျော်၍နေမိသည်ညိုမဲသောတိမ်တိုက်တို့သည် တောင်စီကလိတ်တဲ၍လာကြလိမ့်မည် မိုးရိပ်မုံငွေကိုတဲယူ၍လာကြလေပြီချစ်ချစ်တို့အင်ဂျီဤအောက်ထက်တွင်တဲခု၍နေသောစံတစ်ဦးပြာဇတ်အဖွဲ့ဤမန်နေဂျာကိုတက်ထွန်းသည်လာတာဆောင်ဤအရေးရှိ ခုံတန်ရာဘော့တွင်မိထိုင်နေရမှတောင်ဘက်သို့လှမ်းကြည့်ရင်စိတ်ပြတ်နေသည်ဟောဗျာမိုးရိပ်ညိုးလာပြန်ပြီကောချစ်ချစ်ရေညနေတိုင်းမိုးကြီးရွာနေပါကလားကျွန်တော်တို့တည်ခြင်းလှပြီရှုံလိုက်တာလဲနေတိုင်းပဲ ကိုသက်ထွန်းသည်ချစ်ချစ်ဘက်သို့လှဲကားလက်ကိုသာတွင်တွင်ပို့ရင်းစိတ်ပြက်စွာပြောနေသည် ကျွန်တော်တော့ငိုချင်မိပြတညာလုံးလည်းအိတ်မပြောဘူးစိတ်ကူးရတာလည်းအုံနောက်တွေအေးပြိုကြကုန်တော့မေးပရိသတ်ကတဲပြီးညံ့တာပဲကျွန်တော်လည်းအင်မတန်ကောင်းတဲ့ဇက်ွက်ဇက်လန်းအင်မတန်ကောင်းတဲ့တူရိယာအဖွဲ့ကိုပြထားတာပဲသူတို့ကဓာရီကိုကြိုက်မယ်များထင်သလားပရိသတ်ကဓာရီကိုအလိုမရှိဘူးဗျသူတို့လိုချင်တာကလူပြက်ကောင်းကောင်းနဲ့ ညဉ့်ညံကြံတန်းနဲ့ပြက်လုံးပဲဥရုကိုလည်းကြည်ုံလီမနေ့ကတော့နေလေးပွင့်ပါရဲ့ညနေဆိုရင်မိုးရွာတာကြည့်ပဲနောက်တနေ့ညနေတွင်လေတောင်စီမမိုးကလေးညှို့တက်လာ၍တပြန်ပြန်ရွာချလိုက်ပြန်သည်ကိုသက်ထွန်းကမချီရေရေမောပြန်လေသည်အေးကိုရွှေမိုးရေရွာပြီအောင်တော့ရွာပြီအိုးဥယင်တစ်ခုလုံးရေလွှမ်းမှုတော့အောင်ရွာပြီကျုပ်ကသာရေတဲ့စွဲ့နဲ့ကြပြီတော့ နောက်တနေ့ကြာပြန်တော့လဲမိုးသေးရွာချပြန်လေးပြီချစ်ချစ်သည်ကုသထွန်ညင်းညူပြောပြသည်ကိုအင်ဒရီမရသောငြိမ်သက်ခြင်းဖြင့်နားထောင်ကတခါတည်းရန်မြေတောင်ပေါ်တွင် မျက်ရည်စာကလေးများဥ၍လာတတ်လေသည်နောက်ဆုံး၌ကုသထွန်၏ခေသောကံကြမ်းသည်ချစ်ချစ်ဤစိတ်အားထီကိုက်ခါတဖြည်းဖြည်းဂယုနာတရားကချစ်ခင်၍လာတော်လေသည်ကိုသက်ထွန်းကအယံမြင့်မြင့်ခပ်ပိန်ပိန် အသားညွညူအမြဲတမ်းသပင်ကောက်ကလေးများသည် နဖူးပေါ်တွင်ဝဲကြ၍နေတတ်သည် မျက်နှာထားမှာ စိတ်ညစ်၍နေသည့်ပမာခန့်ငန်ငိုင်းနေသည်သို့သောချစ်ချစ်ကိုယူရချစ်ခင်ခြင်းကပြင်းပြလေးနဲ့လာသည်ချစ်ချစ်ကတယောက်ယောက်ကို ချစ်မှနေတတ်သည် ချစ်ရမည်သူမရှိဘဲသူမနေတတ်ငယ်စဉ်ကသူ၏ပါပါကိုချစ်ခဲ့၏ ။ဦးမင်းနေပြီဖြစ်သော သူဤပါပါကယခုအခါမောင်ရိပ်တန်လျက်ရှိတတ်သောအိမ်ဦးကန်းတွင် ထိုင်၍နေသည်။မန္တလေးမှ တနစ်တခါရောက်လာလေပတ်လေးရှိသောဒေါ်လေးကိုချစ်ခဲ့၏။ကွန်ပေကျောင်းတွင်နေစဉ်ကလည်းဆီယာမကြီးဒူရာကိုချစ်ခဲ့၏။သူကကိုလုံးကိုပေါတောင်တင်းပြည်ပြည်၍ဆူဆူပြည်ပြည်ချစ်ပွေသောအမူအရာရှိသည်။ရင်ကြီးတိမ်မွေးသည်။သူဤနှင်းစီရောင်ပအို့ ဝဲပြန်ကကစား၍နေလေးရှိသောစံရင်စံညွန်တန်ရှင်ကြည်လင်သောအပြုံစသည့်ချစ်ချစ်ကိုမြင်လင်းမြည်သူများမချစ်ဖဲမနေနိုင်ကြသူကိုတွေ့သောယောက်ျားတို့သည်ချစ်စရာကောင်းလိုက်တာဟု ကြူရင်ကြသည် မိမများပင်သူနှင့်စကားပြောရလင်သူဤလက်ကလေးများကိုစုပ်ကိုင်းမိကချစ်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 ဟု တန်တဆွေလန်းကြလေသည် သူနေသောအိမ်ဤတစ်ဖက်ကွင်းကြီးတွင် ြောက်ဆက်ယုံရှိလျာလေတင်၍လာလင်တီးတန့်မှုတ်တန်များကိုတဲ့တဲ့မြကြာရပေသည်လက်ခုတ်တန်ရီမောတန်တို့ကတခါတည်းံမြကြာရသည်ကိုသက်ထွန်းသည် အစင်တန်းနေသောပွဲကြီးပရိသတ်နှင့်နဗန်လုံးနေစဉ်ချစ်ချင်းမလေးမအိမ်နိုင်ပဲဒီညပွဲကြီးသူမလာကြပါမလားဟုတဒိတ်ထိတ်ရှိနေသည်နည်းနည်းမူလင်း၍ယုံမှကိုသက်ထွန်းပြန်လာသောအခါပရင်တကားမှ စာခန်းစည်းကို အသာဖဲကပြုံ၍နှုတ်ဆက်လိုက်သည်။သူနှင့်သူတို့နှစ်ယောက်သည်လက်ထပ်လိုက်ကြသည်။နီကက်စွာ သူမ၏နှင်းစီပအိုးကြည်လင်သော အပြုံများနှင့်တွေ့ရသောအခါပို၍ပင်ဆွဲလန်းကချစ်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 ဟုပါဇက်ဖျားကလေးတွင် နားနေတော်သည်။နှစ်ယောက်စလုံးပင်ပျော်ရွှင်ကြသည်။ချစ်ချစ်ကရုံးမနေကြ၏ရုံငန်းတွင်ထိုင်ကစီရင်အင်းများကိုလုံနေတတ်သည်။ သူဤနင်းစီပအိုနှင့် ချိုများသောအပြုံးကိုလက်မှတ်ပဝဇက်ခုံနောက်စာတီတို့တွင်ရံဖန်ရံခါတွေ့နိုင်ကြသည် သူသည် သူမိတ်ဆွေအဖော်များအားလူဘဝတွင် ပြာဇတ်သဘင်သည် အရေးကြီးကြောင်း ပြာဇတ်ဖြင့်တကယ်ယဉ်ကျေးမှုကို ခံစားသိမြင်နိုင်ကြောင်းစာတီတို့ကိုပြောသည် ပွေကြည့်ပရိသတ်ဟာဘာမှနားမလဲဘူးသူတို့ကပြက်လုံးကိုသာမှတ်ကြတယ်သူတို့ဟာအမှုပညာကိုမသိမြင်ကြဘူး ချစ်ချစ်သည်သူ့ယောက်ျားကိုသက်ထွန်းဤပြာဇတ်နှင့်ပတ်သက်သောအယူအဆကိုပင်လိုက်၍ပဲ့တင်ထပ်ပြောသည်ဇက်တိုက်နေသည့်အခါဝင်၍အကြံဉာဏ်ပေးတတ်သည် ဝေဖန်သည်စန္ဒယာစီယာဤတီလုံးကိုလည်းနားထောင်ကရှိနေရမှခုနှစ်တန်းချီနေပေါ့ဒါကအနှွေစသဖြင့်ဝင်ပြောသည်ဒီဝိုင်းသမားများကလည်းသူကိုချစ်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 ဟုခေါ်ကြကချစ်ကြသည်သူကလည်းရင်ရင်နီနီပေါင်းသင်းသည် တခါကစံနေရဆရာကငွေချီးရပြန်မပြီးတော့ပဲနေရသူ့ယောက်ျားကိုပင်အတိမပြီးပဲနေရသည်နှလုံးကောင်းသဘောကောင်းချစ်ချီးဆောင်းတွင်ဘက်ရောက်လာသော အခါတွင်ကစံတစ်ဦးပြဇက်အဖွဲသည် ရှမ်းပြည်ဘက်မှလှည့်လေကအညာတို့တက်သွားသည်ချစ်ချစ်ကအရင်က အရှုံများကိုကာမီတော့မီဖြစ်သဖြင့်ဝမ်းမြောက်နေသည် ပြဇက်မှနံမီကြည်၍လာသည် သို့သောကိုသက်ထွန်းတစ်ခေါက်တစ်ခေါက်ပြန်လာသည့်အခါချောင်းတဟုတ်ဟုတ်ဆူ၍နေသည်ထိုအခါမျိုးတွင်ချစ်ချစ်သည် ယူကလစ်တက်အစီကို လက်ကင်ပေါ်အတွင်စွပ်ပေးကပြားရည်စာမီဖုတ်ရှောက်သည့်စီများကိုလှုပ်ပေးလေရှိသည်ချစ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 ်ဟာကိုကိုကိုတိတ်ချစ်တာပဲနော်ချစ်ချစ်ဟာတိတ်လိမ်မာတာပဲကွယ်ပွဲတို့ကတမျိုးပြီးတမျိုးဆက်နေသည် ချစ်ချစ်ကဟထားသောပဒင်းမှမြင်ရသောကြဲကလေးများကိုငေမောကအိတ်မပြောနိုင်ရှာပဲကိုသက်ထွန်းကိုအောင်မေ၍နေသည်တပေါင်းလာညတညတကောင်ကျော်လောက်တွင်တကာခောက်တန်းကြာရသည်ဥယျင်တစ်ဖက်ခြံစည်းိုနာမှကြက်ကြီးသည်တွန်လိုက်သည်ချစ်ချစ်သည်ယင်တထိတ်ထိတ်နှင့်တကာဝါသို့ရောက်လာသည်တန်ကျိုးစားပါれဟုအပြင်ဘက်မှအော်တန်းကြာရသည်ဟေ hey. ကိုသက်ထွန်းတယောက်ကျမ်းမာပါစေရှင်။ချစ်ချစ်သည်တုံရင်တော်လက်ဖြင့်တန်ကြိုးစာကို ဖွင့်ဖတ်သည်။ကိုသက်ထွန်းတနေ့ကဆုံးပြီ။အတူပါအဲ့အတွက်အမြန်လာပါ။ကိုသက်ထွန်းကမြကြီးနာမျိုးတွင် ရုတ်တရက်သေဆုံးလေပြီ။ကိုသက်ထွန်းရေချစ်ချစ်ကိုပြစ်ထားရတော့မလား။ချစ်ချစ်ဘလို့နေရပါမလဲ။ဟုတ်ရှိုက်ခါငိုကြွေးရင်အတန်တိတ်သွားသည်။ နောက်တနေ့တွင်ချစ်ချစ်သည်မြကြီးနာတို့လိုက်သွားကအဒူဘာကိစ္စကိုစီစဉ်ပြီးစီးခဲ့ပြီးပြန်လာသည်ချစ်ချစ်ဤရှိုက်တန်ကိုတန်ကိုလမ်းပေါ်မှာပင်တဲ့တဲ့ကြာရသည်ချစ်ချစ်ဤအိမ်နီးနာချင်းအပေါင်းဖော်တို့ကအော်ဖြစ်မဖြစ်ရလေချစ်ချစ်ရဲ့ဟုချစ်ချစ်ကိုတနာ၍နေကြသည်ချစ်ချစ်သည်မြို့အစွန်ရှိဥပုပ်ဇီရတ်တို့ဥပုပ်နေတိုင်းသွားကဥပုပ်ရရှိဆောင်လျက်ရှိသည် တဝါတွင်လုံးတရားစာကိုသာဖတ်၍နေသည် နောက်ဆုံးတရင်ကျွလာပြီနှင့်ညနေဇီယမပြန်လာသောအခါသူ့ဘေးတွင်တစ်ကုံတဲ့ဦးကြဝင်လဲလမ်းလျှောက်၍စကားတပြောပြောပါလာသည်ဦးကြဝင်ကသူ့ထဲဆယ်နှစ်ခန့်ကြီး၍ဖြောင်ဖြောင်ဖြားဖြားပြောတတ်သည်တီကြီးဖြောင်မတ်သည် သူသည်ချစ်ချစ်ကိုတနာလျက်ရှိသည် သူဤနှစ်သိမ့်သောစကားကြောင့်ချစ်ချစ်မှပြုံးနိုင်လာသည် ဦးကြဝင်းကအရွယ်တင်သူဖြစ်သည် စကားတပြောပြောနှင့်လျှောက်လာကြရင်ချစ်ချီသူ့ဝင်ဝင်တဲ့ဝင်သွားသောအခါဦးကြဝင်းနှင့်သူတို့သည် ပြုံ၍နှုတ်ဆက်ကြကဦးကြဝင်းမှဆက်၍သူ့ဝင်တို့ပြန်သွားသည်မကြာခဏချစ်ချစ်အင်းသူဦးကြဝင်းလာလေတတ်သည်ချစ်ချစ်သည် ကော်ဖီနှင့်အေခန်းသည်ချစ်ချစ်ကလည်းသူ့ကိုချစ်ခင်လာသည်ဦးကြဝင်းမှ ပဆန့်ရှိသူဖြစ်၍လိမ့်လိမ့်မမနှင့်ပစ္စည်းကိုထိမ့်သိမ့်မိသူအိမ်သူသာလိုနေသည်ရဲရွာဆွေမျိုးများကလည်းသူတို့နေရောက်ကိုသဘောတူချလေးရာမကြမီပင်မုံဆူမချစ်ချစ်ကိုတစ်ကုံတဲ့ဦးကြဝင်းကလက်ထက်ယူလိုက်လေသည်မြို့အပြင်ရှိဦးကြဝင်းဤတစ်ဆိုင်တွင်နင်းစီပအိုနှင့်ချိုများသောအပြုံးကို တွေ့မြင်ကြရာပြန်ပေးပြီချစ်ချစ်သည်ညနေဆောင်အထိတစ်ဆိုင် အလုတ်ခန်းရှိစပွဲတွင်ထိုင်ကား စီရင်အင်းများကို ကြည့်ရှုမှန်သားလျက်ရှိသည်။ဦးကြပွင့်မှာ ချစ်ချစ်ကိုအင်မတန်မျက်နှိုးသည်။တစ်တွေကရှားလာပြန်ပြီရှင့်။ဈေးကအရင်ထက်ရာခိုင်နှုန်း20လောက်တက်နေတယ်။ချစ်ချစ်တို့ကတစ်ကောင်းမှထားတာရှင့်။အခုလဲကိုကိုပြင်မနာပဲသွားပြန်ပြီ။ဟုတ်ချစ်ချစ်သည်တစ်ဝဲသူမိများကိုပြောပြလျက်ရှိသည်။ချစ်ချစ်ကရှေးအထက်ကျော်ကာရီကလေးကပင်တစ်လုံငန်းများအလဲတွင်မွေဖွာလာတဲ့ကဲ့သို့ပင် တစ်လုပ်ငန်းကိုစိတ်ဝင်စားသည်လူဘဝတွင်တစ်လုပ်ငန်းသည် အရေးကြီးလာသည်ဟုသူအောင်းမေးသည်ထုံလျှောက်ဒိုင်းမြားပြက်ဒုစသည်တို့တွင်နှောကြည့်၍နေသည်တန်တွဲလင် လင်မြန်ဖြက်လက်လာသည်ညာတွင်တတော်ကြီးများအလဲတွင် ရှင်ဘရင်မှလုံနေရသည်ဟုအိမ်မဲမဲ၍နေသည်တစ်ဆွဲသောစင်ကြီးကသူ့ကိုလိုက်၍လန့်အော်လိုက်သည်ဦးကြဝင်းကသူ၏တင်မကိုအသာပုတ်ခါ ရောင်းနေသလားချစ်ချစ်ရဲ့ဟုယူရဒက်လီသည်သူယောက်ျား၏အယူအဆသည်သူ၏အယူအဆပင် သူယောက်ျားကအိုက်သည်ဆိုလင်လိုက်၍အိုက်သည်ဦးကြဝင်းသည်ပွေလန်းသပင်ကိုကြိုက်သူမဟုတ်ပေချစ်ချစ်သည်ရုတ်ရှင်ဇက်ပွဲတခါမြတ်သွားမကြည့်ချစ်ချစ်ရဲ့အိမ်အောင်လာကြည်လားပွဲလေးပါလေတခါတလေသွားကြည်ပါအောင်လားဟုမိတ်ဆွေများကပြောသောအခါချစ်ချစ်ပွဲမကြည့်ချင်ပါဘူးရှင်ဟုပြန်ပြောလေသည် အလုတ်ပါတော့ညနေဆောင်များတွင်လင်မယား၂ယောက်မြို့ပြင်ရှိလေခွင်ဆက်တွင်လမ်းလျှောက်ကလေငင်းခန့်သည်ယိုပြန့်နှင့်လေမြေနှံ့သည်တင်များလျက်ချစ်ချစ်ဤတရက်ထဲပွင့်ရိုက်လုံကြီးသည် တလွင်လွင်လွင်ပါ၍နေသည်အိမ်ရောက်သောအခါတမယားဖြော်ရီကိုတောက်သည် နေလေတွင် အာလူကတ်တလိကျအူကျော်ငါမုံစာတိများကြော်လောစားလေရှိသည်ဦးကြပွင့်ပြင်မနာတို့ခရီးထွက်နေစဉ် နယ်လက်တရိဆန်ဆရာဝန်တယောက်သည် သူ၏အိမ်အောက်ထက်တွင်ခိတတဲခို၍နေသည်သူနမ်းမည်မှာကိုကျော်ရှင်ဖြစ်၍လင်ယောက်ျားခရီးထွက်ခိုက်ပြင်းနေသောချစ်ချင်းနှင့် စကားသမီးပြောပေါ်ရသည်ကိုကျော်ရှင်မှာသူအပေါ်တစ္ဆာမရှိသောမယားနှင့်ကွဲနေသူဖြစ်၏သူတို့တွင် ကလေးတယောက်ရ၏သို့သောမယားကိုနည်းနည်းမျှမပေါင်းခြင်းသဖြင့်ကလေးစီပေးဝေးကခဝေဝေးကနေ၏ ။ဒီရဲ့ចောင်းများကြတော့အခါချစ်ချစ်သည်တပြင်းချကသူ့ကိုတနာကျင်နာ၍နေသည်။ကိုကျော်ရှင် အိမ်မှထွက်ခွာမည်ပြုသောအခါတကားပေါင်ကိုကင်ရင် ပြုံးထဲ၍ကိုကျော်ရှင်ရှင့်မယားနဲ့ပြန်ပေါင်းပါရှင်။ရှင်သားလေးအတွေ့ပြန်ပေါင်းပါ။ကလေးတနာပါれ။ကိုကြဝင့်ပြန်လာသောအခါကိုကျော်ရှင်ဤစိတ်ညစ်ဖွယ်ကောင်းသောအိမ်အောင်ရေးကိုပြောပြလေသည်ချစ်ချစ်ကဲ့သို့ပင် သူသည်တနာကျင်နာမိသည် တို့နဲ့ချစ်ချစ်တို့လင်မယားနှစ်ယောက်သည်တင့်တင့်ပျော်ရွှင်စွာပင် ပေါင်တင်လာကြရာချောင်းနှစ်တို့တိုင်လီပြီတညာတွင်တစ်အယောင်းဝဲကိစ္စနှင့်ပတ်သက်၍အပြင်းတို့အုတ်ထုတ်ပင်မဆောင်ပဲထွက်သွားရာတကောင်ကျော်လောက်မှအိမ်ပြန်ရောက်သည်နဒေါ်လာဖြစ်၍စီနင်းတို့သည်ပိတ်ဆို့လျက်ရှိသည်သူသည်အေးမိလာသည်ထိုခါကစ၍အေးမိကဖြားရမှ 3လခန့်ဝေဒနာခံစားပြီးသေဆုံးသွားလေသည်ချစ်ချစ်ကအသက်30ကျော်တွင် မုတ်ဆိုမှဖြစ်ကြံရစ်ပြန်ပေးပြီလူအများကအိုးဖြစ်မှဖြစ်ရလေချစ်ချစ်ရေဟုမြည်တမ်းကြသည်နှလုံးကောင်းချစ်ချစ်ကိုကမြည်သူမြမတနာပဲမနေကြပူဝိုက်သောနေ့လေတနေ့ခင်းတွင်ဥယျာဉ်ထဲရှိသပင်ရိပ်အောက်တွင် ကိုပြစ်ပေါ်တွင်ချစ်ချစ်သည် ခိတတဲခိုနေသောတရိဆန်စီကုဆရာဝန်ကိုကျော်ရှင်နှင့်စကားသမီးပြောနေတတ်သည်ကိုလမ်းမပေါ်မှဆောင်ရက်ကြည်လင်မြင်ရပေသည်ကိုကျော်ရှင်ပြောသည်ကိုစိတ်ဝင်စားစွာနားထောင်နေသည်ဟုတ်တယ်ရှင်မြို့နယ်မှာတရိဆန်နေရဲ့ကျမ်းမာတန်ဆွမ်းမှုဟာအရေးကြီးတာပဲရှင်ချစ်ချစ်တို့ဖြင့်ကျွေးနာကြတာကျင်နာကြတာခဏခဏကြားရပါရဲ့ကျွေနွားဟာလေယာစိုက်ပျိုးရေးအဖြစ်နွားနို့ကိုလည်းပေးတာပဲမဟုတ်လားရှင် လူကျမ်းမာရေးလိုပဲတတိဆန်ကျမ်းမာရေးကိုဂရုပြုဖို့တင့်နေချစ်ချစ်ဤအယူအဆသည်ကိုကျော်ရှင်ဤအယူအဆပင်ချစ်ချစ်ကတယောက်ယောက်ကိုချစ်ရမှနေတတ်သည်ချစ်ချစ်မှာမေတ္တာဤတယုတ်တကံပင်ဖြစ်သည်လူတွေကလည်းချစ်ချစ်သဘောကိုတည်ကြသည်ချစ်ချစ်သည်ချစ်ရမည်သူမရှိလင်မနေတတ်သည်ကို နားလေသည်ချစ်ချစ်ကိုမည်သူမျှမကယ်ရဲကြကိုကျော်ရှင်နှင့်တွဲကပျော်ရွှင်နေရမှ မကြခင်ကိုကျော်ရှင်လဲတူတာဝင်ကိစ္စနဲ့ထွက်ခွာသွားရာချစ်ချစ်မအောင်းမေ၍ကြံရစ်သည်ချစ်ချစ်ဤဖခင်အိုကြီးမလဲကွယ်လွန်ဒီမှာကြာပြီဖြစ်၍တူထိုင်သော ပလက်ကလထိုင်မှာကြောင်ထဲတွင် ဖုံတက်၍ပင်းကူအိမ်တို့ဖြင့်ဖုံလွှမ်းကရှိလေပြီချစ်ချစ်မထမင်းကျက်အဖော်မိမာကြီးနေနေသည်ဥယျာဉ်ထဲရှိအသီးနှံမှရသောဝင်ငွေဖြင့်ရိုရိုလေးနေသည် ချစ်ချီဤဘဝမှာတမျိုးပြောင်းလဲလာသည်ချစ်ချီဤရုပ်ရည်မှာကြာ၍လာပြီသူဤအပြုံးမှာ ရခင်ကားလောက်မတောက်ပါတော့ပြီပအိုဤနှင်းစီသွေးမှာပြက်ပြဲလေးပြီချစ်ချစ်ချစ်ချီဟူသောခေါ်တန်သည် အရင်ကားလောက်ကြာရပံမများတော့ပြီຫນွေဥပေါက်တွင်ချစ်ချစ်သည်ဝယုံပင်ပေးရှိမြခင်ကလေးဘော့တွင်ထိုင်က တွေ့တော်ငေးမော်၍နေသည်လေသည်ညင်ညင်ညံ့ညံ့တိုက်ခါ မွေးမြသော ပန်ရနံကိုတည်ယူလာသည်ငကလေးတို့သည်တည်တည်၍နေကြသည်ချစ်ချစ်ကအတိတ်ကိုပြန်၍တည်ရည်ရည်အောင်မေးလျက်ရှိသည်တနည်းနှစ်နှစ်သုံးနှစ်လေးတညနေတွင် ဝင်းထဲသို့မြင်းလဲတစီခြူတန်းတတင်းတင်းနှင့်ဝင်လာသည်ဘသူများလဲဟု ကြည်နေစဉ်မြင်းလဲထဲမှ လူတစ်ယောက်ဆင်းလာကသူ့အိမ်ဘဝသို့လာရက်သည်အော်ကိုကျော်ရှင် ချစ်ချစ်သည်အပြေးကလေးလာကနှုတ်ဆက်သည်ကိုကျော်ရှင်ဘယ်တော့မှရောက်တယ်လဲအာရဝန်သာနှုတ်ဆက်သည်ကိုကျော်ရှင်အလုတ်ကထွက်လိုက်ပြီးစုထားတဲ့ငွေလေးနဲ့ရောင်ရည်ဝတ်ထားလုပ်ပြီးအေးစိစိနေတော့မယ်လို့စိတ်ကူးတယ်ကိုကျော်ရှင်မိမနဲ့လည်းပြန်ပေါင်းပြီးကလေးလည်းကြောင်ထားရအောင်မယ်ကလေးလည်းပါလာတဲ့ချစ်ချစ်ရဲ့အားလုံးမယ်နို့သူတို့ကသမင်းဆိုင်မှာခဏထားပစ်ခဲ့တယ်နေဖို့အိမ်လိုချင်တယ်ချစ်ချစ်ရဲ့ ချစ်ချစ်တို့နဲ့လည်းမနီမဝေအိမ်ရှာပီစမ်းမှာအမလီကိုကျော်ရှင်းရဲ့ချစ်ချစ်တို့အိမ်အောက်ထပ်တစ်ထပ်လုံးအားပါတယ်ရှင်ဘသူမှရှိတာလိုက်လို့လားနေပါတသက်လုံးနေပါချစ်ချစ်အိမ်လားကမယူပါဘူးမကြခင်ချစ်ချစ်တို့အိမ်အောက်ထပ်တို့ကိုကျော်ရှင်တို့လင်မယားနဲ့ကလေးအပါပါပြောင်းရွှေ့လာကြသည်ကိုကျော်ရှင်ဤမိမမခင်မိမပိန်ပိန်တီတီစကားနေသည်ဟာတာမရှိ အပါကား ကိုနှစ်သားခန့်ရှိ၍ဖြူဖြူထွားထွားချစ်စရာကောင်းသည်အပါသည်ကြောင်내ကလေးကိုပြေး၍ပွေယူကာအန်တီလေးဒါအန်တီလေးပူချီလားအပါကိုခဏငါးပါနော်ဟုချစ်ချစ်အားတွက်လက်စွာမင်းနေသည်ချစ်ချစ်ကပြုံပြီးငှားတာပေါ့ကွယ်ယခင်ကတိတ်ဆိတ်ချောက်တွေ့သောအင်ကြီးသည်ရည်တန်မောတန်တို့ဖြင့်စူညံကအသက်ဝင်လာလေပြီချစ်ချစ်တွင်ချစ်ရမည်သူရလေပြီ။ ချစ်ချီနင်းစီပအိုသည်နီရဲ၍လာလေပြီအပြုံးသည်ငယ်စင်ကားလိုပင် ချုံမြကြည်လင်၍လာလေပြီအပါကချစ်ချစ်ကိုအန်တီလီဟု မခေါ်တော့ဘဲအများခေါ်သလိုပင်ချစ်ချစ်ချစ်ချီဟုတွတ်တွတ်ခေါ်လေသည်ညာအပါစာအန်ချင်းတွင်ချစ်ချစ်လေသူ့အပါတွင်လာက အရေးတကြီးကြီးနှင့်ရှိနေသည် စာပြပေးသည် ချစ်ချစ်မာလေးရခင်ကားလူ သူများ၏အယူအဆကိုလိုက်၍မပြောတော့ဘဲသူ့ကိုယ်ပိုင်အယူအဆအတွေ့နှင့်ရှင်နေပြီ ကိုကျော်ရှင်နှင့်မခင်မီမှာ မကြာခဏရန်ဖြစ်ပြီးကိုလာခန့်ကြသောအခါမခင်မီသည် သူ့အမေရှိရာ လာရှိုးသွား၍နောက်ပြန်မလာတော့ပြီချစ်ချစ်ကအပါဤဝေယဝစ္စအလုံးကိုဆောင်ရွက်လေသည်အပါကြောင်းသွားသောအခါချစ်ချစ်သည်ကြောင်းအထီကိုတိုင်းလိုက်ပို့လေသည် ကျောင်းဝင်းပေါက်တို့ရောက်တော့အခါအပါကချစ်ချစ် ပြန်တော့လေအပါကျောင်းထဲဝင်တော့မေဟူလွေးကိုမာရင်ပြောသည်ချစ်ချစ်သည် အပါစာသင်ခန်းထဲသို့ဝင်သွားသည့်အထိလှမ်းကြည့်နေပြီး လူစားလူနာကိုလုံလုံမမြင်ရတော့မှလှည့်ပြန်ခဲလေသည်ဤများချစ်ချစ်သည် အပါကိုချစ်ခင်ရှာသည်ချစ်ချစ်ဤအပြုံးသည်ခါတိုင်းလိုပင်တောက်ပ၍လာကထင်ပေါ်ကျော်စော၍လာသည် အရွယ်လေးပြန်၍နူပြိုလာသည်ချစ်ချစ်သည် အပါပျော်ပြတတ်သောကြောင်းစာအိမ်အလုတ်ကြောင်းစီယာတင်ငန်းစာများအကြောင်းကိုသာထပ်၍လိုက်ပြောနေလေပြီညနေ9နာရီလောက်တွင်ချစ်ချစ်သည် အပါနှင့်အတူထမင်းစားသည်ချစ်ချစ်ကငါအယိုးထွင်ပေးနေသည်ညဦးတွင်မိုးတစိမ့်စိမ့်ရွာနေသဖြင့်အိယာတို့အစောကြီးဝင်ကြသည်အပါကိုအိယာထဲတွင် ထားခဲ့ပြီးချစ်ချစ်သည် သူ့အိမ်ခန်းထဲတွင် လေလျောင်း၍နေသည်ညင်ဦး၏မိုးပေါက်တန်သည်ကလေးချော့တခြင်းလိုညီ၍တိတ်ပေးလျာမေ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 နှင့်အိပ်ပျော်သွားသည်အိမ်မဲထဲတွင် အပါ၏အနာဂတ်ကို တွေးကာပူပန်လျက်ရှိသည်အပါသည်ဆရာဝန်သို့မဟုတ် အင်ဂျင်နီယာကြီးဖြစ်ပြီးမိမတယောက်ယောက်ကိုလက်ထပ်ယူပြီးနောက်မိမရှိရာသို့လိုက်သွားမျက်ရည်ဥကလေးများသည် ပါပေါ်မှလိန်စင်၍ကြာလာသည် သူ့ဘေးတွင်အိမ်နေသော ကြောင်နက်ကလေးသည်မျက်ရည်စားကိုမြင်၍ညောင်းညောင်းဟုဩကာသူ၏လက်မောင်းအိုးချားတွင် ဝင်တိုးလိုက်သည်ထိုအခါမျိုးတွင် တကားခောက်တန်းကြားလိုက်ရသည်ချစ်ချစ်ဤရင်သည်တဒိတ်ဒိတ်ခုန်လေသည်ဘသူများပါလေကွယ်မခင်မီစီယာများအပါအိုးသူ့စီလွတ်လိုက်ဖို့တန်ကျိုးစာများလာပေးတာများလားမဟုတ်ပါစေနဲ့မဟုတ်ပါစေနဲ့ တန်ကျိုးစာမဟုတ်ပါစေနဲ့ရှင်။နောက်အတော်ကြသောအခါခပ်ပြင်းပြင်းတကားခောက်တန်ကို ကြားပြန်သည်။ချစ်ချစ်သည်ခေါင်းနှပန်းကြည်သွားသည်။ခြေပြားလက်ပြားပင်အေးလာသည်။သူသည်နားကိုဆွံ့၍ရင်တဖူဖူနှင့်ရှိနေသည်။စကားပြောတတ်များကိုကြားရသည်။အလုံးမှညနေပြန်လာသောကိုကျော်ရှင်။ဖျားတကြားမလို့ဟုချစ်ချစ်သည်ရေရွတ်လိုက်မိသည်။ ချစ်ချီနှလုံးထဲတွင် အလေးတခုပြုတ်ကျသွားက အခံဝမှအိယာစီတို့ပြန်လာကတဖက်ခမ်းတွင်နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်လျက်ရှိသောအပါလေးကိုသာဆက်လက်၍တွေးနေပြန်သည် အပါလေးဒီထက်အသက်ကြီးမလာရင် ကောင်းပါပဲနော်ဆရာကြီး တကုံတာယာရေးသားထားတဲ့ချစ်ချီဆိုတဲ့ဝိထုထူလေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။ နာဆင်ပြီးခဲ့ကြတဲ့နှွေဦးနရသိန်းရဲ့ချက်တော်ပြိသက်များအလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်